မင်္ဂလာပါရှင်ဒီနေ့ကအဖုန်ကြီးဆွမ်းလောင်းမှုပေါ့နော်အဲ့တော့ကျမတို့ဖုန်ကြီးဆွမ်းလောင်းမှုအတွက်ဇတဟင်းရဲ့ထောက်ပတ်တမင်းရဲ့ပေါမုတ်ရဲ့ကိမှုကလေးရဲ့လောင်းလို့လိုက်ပါတယ် အရင်တော့ကတော့ကျမကကျသားဝယ်မယ်ဆိုလို့ရှိရင် ocean ဒါမှမဟုတ်လို့ရှိရင်စီဒါမှမဟုတ်ရှင် city မကဝယ်ပေါ့သူကတုံးပြီးသားအစင်တင်ပေါ့နော်အခုကကြတော့ online ကနေပြီးတော့ application ကနေ city မှာနေမှလိုက်တဲ့အတွက်ကြောင့်မလို့ချက်ကအကောင့်လိုက်ပေါ့နော်အကောင့်လိုက်ကိုလိုချင်လို့အကောင့်လိုက်မှာသူကတုံးမပြေလောက်ဒီတိုင်းနေပဲယူလာတာဖြစ်တဲ့အတွက်ကြောင့်ကျမအိမ်မှာတုံးရတာပေါ့နော်အဲ့တော့ကိုအိမ်မှာလည်းအမြင်နဲ့အသားခုတ်တဲ့ဒါအကြီးလည်းမဟုတ်တော့နေ အာကျမဟိုစိုင်းနေလို့တော့ကောင်းကောင်းဟိုတိတ်အရင်မထက်ဘူးပေါ့နော်အဲဘုံကြီးစောအတွက်ဖြစ်တဲ့ကြောင့်အသားကိုအတုံးရင်းလေမမသေးပဲနဲ့ကျမဟိုအနေတော်လောက်ကလေးပေါ့နော်တုံလိုက်ပါတယ်မနေ့လေးတော့ကြီးပါပေါ့နော် အဲ့တော့ချက်သားကိုပြီးတဲ့အခါအရင်တော့ဆိုရင်ကျမကချက်သားကိုချက်မယ်ဆိုရင်တရေပြုတ်ပြီးတော့သွန်နေပေါ့နော်ဒီနေ့ကကြတော့ကျွန်တော်မနဲ့အစိုးရထားပြီးတော့ချက်သားကိုအစိမ်းချက်ပဲချက်လိုက်ပါတယ်ချက်သားကိုရေးစေပြီးရဲ့အခါကျတော့စားအရတာမှုအယောင်တင်မှုနဲ့သူ့ကိုနှက်ဆက်အောင်နေလိုက်ပါတယ်ရှင် သူ့ကိုအရာငေါ်ရတာလီရောဝင်သွားအောင်နှက်ထားလိုက်ပါတယ်အကျမကဒီကြက်သားကြီးလုံနေတဲ့အချိန်မှာယောက်ျားကအာကြက်သုံးဖြူနီထောင်းပေးထားရပေါ့နော်။ယောက်ျားလေးဆိုတော့တိတ်တော့မညံ့ဘူးပေါ့နော်။သူကအခုနောက်ပိုင်းကျမကိုကျမဟင်းချက်တယ်ဆိုရင်ကြက်သုံးဖြူနီထောင်းပေးရပေါ့နော်။အဲတော့ကြက်သုံးဖြူနီစီတက်ပါတယ်။ပြီးရခါကျတော့ကျမငံပြားကြီးထည့်လိုက်တယ်ရှင်။ငံပြားကြီးထည့်တယ်။ဘာလို့ဆိုတော့အဲ့ကြက်ငံပြားကြီးထည့်ပြီးတော့စီတက်ပြီးတော့ပွေးသွားတဲ့အနံကိုကျိုက်လို့ပေါ့နော်။ စီတက်လို့ရပြီဆိုလို့ရှင်ကျွန်မအသားလေးတွေထည့်ပြီးတော့လုံလိုက်ပါတယ်ပြီးတော့သူ့ကိုရေးထည့်ပြီးတော့ဖုံးအုပ်ပြီးတော့ထည့်ထားလိုက်တယ်ရှင်ဒါကတော့မဆလာလေးပေါ့နော်အခုအိမ်မှာအာတချို့ပေါ့နော်အမီနဲ့ယောက်ျားကသူနည်းနည်းလေးတက်ချင်နေလို့အားကြသူ့အရန်တော့ဟို ွေးနှမ်းတာတွေပေါ့နော်အဖင်းခတ်မွေးကြိုင်တွေတိတ်ပြီးတော့မထည့်ဘူးနောက်ထောက်ဘက်တမင်ကိုလည်းအအစိစံနေမထည့်ထားပဲねထောက်ဘက်လေးနဲ့ဒီတိုင်းယူနေပဲချက်ထားတာပေါ့နော်ကျသားရပြီဆိုတော့အာဆုံးခူတဲ့ကျသားဟင်ကိုခူရပေါ့နော်ပြီးရဲ့အခါကျတော့ကိမူရဲ့စပြည့်တီပေါမူရဲ့ပေါ့နော်တန်းဆုံးက၃ချောင်းကျွားတဲ့အတွက်ကြောင့်၃ချောင်းစာပေါ့နော် ေးဇူးများရတင်ပါတယ်ဗီဒီယိုအရှင်မြတ်တဲ့အတွက်ကြောင့်သူချက်သားကိုတော့စီပြန်လာပြီဆိုရင်စီပြန်လာတဲ့ဒီကိုတည်ပြီးတော့မှချရပေါ့နော်ကျေးဇူးများတင်ပါတယ်ရှင်